ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတာယာဝရီမြို့နယ်မှာစေခေါ်စာနဲ့စစ်မှုထမ်းတပ်သားတဲ့စူဆောင်းနိုင်ခြင်းမရှိတော့တဲ့အတွက်ကြောင့်နေအိမ်မော်တွေအထိပါတက်ပြီးတော့လူငယ်များကိုဝေးရောက်ပေါ်တာဆွဲဖမ်းဆီးရန်စစ်တပ်ကပြူစောတိများနဲ့ရက်ကွက်ကြီးရွာအုပ်ချုပ်ရေးအဖွဲ့များထံမှညွှန်ကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခိုင်းတဲ့အမိန့်ကြောင့်တာယာဝရီမြို့နယ်အောက်လက်ပိုင်းခုံအုပ်စုအုပ်ချုပ်ရေးမှူးတင်ဆိုးကပြူစောတိများကိုပူးပေါင်းကား လူငယ်များကိုနေအိမ်ထဲအထိပါလိုက်လံဖမ်းဆီးလာတယ်လို့သိရပါတယ်။ဩဂတ်စတာ26ရက်နေ့ညနေ6:00နာရီကမှတရားဝရီမြို့နယ်အောက်လက်ပံခုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်းစိုးဦးဆောင်တဲ့ရာအိမ်မှူးတန်းစိုးမျိုးစော်တင်းလာတို့ပါဝင်တဲ့အဖွဲ့ကမြောက်ဝါလေးရုံရွာမှာနေထိုင်တဲ့ဥကျော်လင်းရဲ့တားဖြစ်သူကိုမင်းမင်းဆိုသူကိုရာအိမ်မှူးမျိုးစော်ရဲ့နေအိမ်ရဲ့ရှိမှဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးပြီးတော့အကြမ်းဖက်ဆက်တပ်ထံကိုစစ်မှုထမ်းအဖြစ်နဲ့ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အလားတူပဲစက်တင်ဘာလ1ရက်နေ့ည9:00နာရီကမှ မြောက်ဝါလေးယုံရွာမှာနေထိုင်တဲ့ဦးစောသိန်းရဲ့တားဖြစ်သူကိုမျိုးကျော်ကိုလည်းအုတ်ချုပ်ရင်မူတင်ဆုပ်ဦးဆောင်တဲ့ယာယီမှုများနဲ့ပြူစောရီများကနေဝကိုတက်ပြီးတော့ဖမ်းဆီးပြီးထွက်ပြေးရန်ကြိုးစားတယ်ဆိုပြီးတော့ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ကိုမျိုးကျော်ကိုချုပ်ထုတ်ပြီးတော့အကြမ်းဖက်စစ်တပ်ထံကိုထမှန်ပြီးတော့တွားရောက်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အုတ်ကြီးနဲ့ယာယီမှုတွေကအခုနောက်ပိုင်းစစ်မှုထမ်းစုဆောင်းတာတွေကအပြင်ထွက်လာတဲ့လူငယ်တွေကိုပဲမဟုတ်တော့ဘူး။နေအိမ်ထဲမှာနေတဲ့လူတွေကိုပါဝင်ဖမ်းတဲ့အခြေအနေဖြစ်နေပါပြီ။ အဲ့ဒီထဲမှာအဆိုးဆုံးကတော့အောက်လက်ပိုင်ခုံကြီးပါအုပ်စုအုပ်ချုပ်ရင်းမှုတင်ဆုံးကအဆိုးဆုံးပဲနေအိမ်နေတဲ့အထိပါဝင်ရောက်ပြီးတော့ရိုက်နှက်ပြီးဖမ်းခိုင်းတာသူ့မှာကလက်နက်ကင်ပူစောတီတွေပါရှိတော့တာယာဝတီမြို့နယ်ထဲမှာလူပါအဝဆုံးအုပ်ချုပ်ရင်းမှုပဲစစ်မှုထမ်းကြီးဆိုရင်လေသူကောက်ချင်တယ်လို့ကောက်ပြီးတော့နေအိမ်နေတဲ့အထိပါပေါ်တာဝင်ဆွဲတယ်တိုင်ကျင်တဲ့နေရာတိုင်းလိုင်းပေါ်လဲတင်ကျင်လောက်တင်မင်းတို့ပထွေ PDF တွေကိုလဲငါကစောက်ကြည့်မဆိုင်ဘူးဆိုပြီးကြွေးကြော်နေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျာ 2024ခုနှစ်မေလကစတင်ပြီးတော့စစ်တပ်ကစစ်မှုထမ်းအပတ်စဉ်တင်နှင်းများကိုလအစဉ်ဖွင့်လှစ်ခဲ့တယ်လို့သိရပါဗျ။အခုလာမယ့်အော်တိုဘာလမှာစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်18ကို ဖွင့်လှစ်မှာဖြစ်ပြီးတော့လအစဉ်စစ်မှုထမ်းလူငယ်အယောက်9000ခန့်ကိုစစ်တပ်ကပုံမှန်ဖမ်းဆီးပြီးတော့စုဆောင်းခေါ်ယူလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။